လောကလန်နှစ်ပေါင်း5ကျော်15ရာစုခရစ်စတိုဘာကိုလံဘတ်စ်ဒီအမေရိကတိုက်ကိုရှာတွေ့တဲ့ချိန်1490ခုနှစ်လောက်ကပေါ့အဲ့ဒီခုနှစ်လောက်ကဒီမွေးဖွားခဲ့တဲ့နမန်းကြီးတွေဘုရားတိကိုဟိုအသက်ရှင်နေရရှိနေတယ်ဆိုရင်ဒါမယုံနိုင်ကြပဲပေါ့နော်โอเคဒီနှစ်ပေါင်း5ကျော်အသက်ရှင်တဲ့ငမန်းကြီးများကြောင့်ဂရင်းလန်ရှက်လို့ခေါ်တဲ့ဒီငမန်းမျိုးစားပေါ့နော်အဲ့ဒီငမန်းကြီးတွေကကမ္ဘာအသက်ရှည်ဆုံးဒီကျောရှိတရဝါတွေထဲမှာသူကပါဝင်တယ် Greenland Shark တွေကိုအလွန်အေးတဲ့အာတိတ်သမုဒ္ဒရာနဲ့မြောက်အတ္တလန်တဲသမုဒ္ဒရာတွေမှာအဓိကတွေ့ရတာပေါ့နော်ကျွန်တော်တို့ရေအပူချိန်တန်းဒီဂရီဆယ်ဆီယပ်စ်ကနေ -1 ဒီဂရီဆယ်ဆီယပ်အထိအေးနေတဲ့ရေမျက်နှာပြင်ကနေအနက်ဒီမီတာ2200အနက်အတွင်းမှာပေါ့သူကျင်းတဲ့ကျက်စာတွေရှိတယ်7မီတာ23ဝေအထိကြီးထွားနိုင်ပြီးလေးချိန်ကတော့1025ကီလိုဂရမ်တံတန်ဝင်းချင်ပေါ့တံတန်ဝင်းချင်တော့သူကလေးလာတယ် အများဆုံးဖြစ်တနိုင်ကို3ကီလိုမီတာအထိဦးခတ်နိုင်တယ်။အဲဆိုတော့3ကီလိုမီတာဆိုတာဟိုလူလမ်းလျှောက်တာအောင်မြန်အောင်ပဲပေါ့နော်။အဲ့ဒီဟာကသူအမြန်ဆုံးသူကူးနိုင်တာပဲ။ဆိုတော့ဟိုခြုံကြီးကြည့်ရရင်ဟိုအလွန်နှေးကွေးစွာပဲသွားလာတာပေါ့နော်။ပြီးတော့လူတွေကိုလည်းသူကရံမှုလည်းမရှိဘူး။အသက်150အရွယ်စား4မီတာလောက်မှာစပြီးတော့သူကမိတ်လိုက်နေရှိတာပေါ့နော်။ကိုဝင်ဆောင်ချိန်အနေနဲ့18နှစ်ကြာတော့ကိုဝင်ဆောင်တယ်။မွေးတဲ့ပုံစံက တကောင်ပဲမွေးတာလားနှစ်ကောင်သုံးကောင်ဒီကိုအများနဲ့မွေးတာလားဆိုတော့မသိသေးဘူးဒီမွေးတဲ့ဖြစ်စဉ်ကတော့အရန်ရှားပါတဲ့ဖြစ်စဉ်ပေါ့နော်တခါမှမကြုံမှုသေးဘူးအဲ့တော့ဒီတိပ္ပံပညာရှင်တွေကလည်းလေ့လာနေတော့ပဲဒီငမန်းကြီးတွေဒီအသက်ရှင်ရခြင်းအဓိကအကြောင်းကသူကဇီဝဖြစ်စဉ်အမှန်နှေးကွေးတာပြောရှင်ဒီစားတဲ့စားတောက်တွေကလည်းဒီစိတ်တောက်ကင်းစင်တာပေါ့နော်အဲ့ဒါတွေလည်းပါတယ်သူကငါးအသေးလေးတွေအခြားရေတော်အသေးလေးတွေနဲ့ဒီပြင်းနေဖြန့်အသေးလေးတွေကိုအဓိကစားသုံးကြတာပေါ့နော် ဂရင်းလန်ငမန်းကြီးတွေဟာသူတို့ကအသက်ကြီးလာတယ်မြားဒီမျက်လုံးတွေကသူကကန်းသွားတတ်တယ်။ဒါပေမဲ့ငမန်းမျိုးနဲ့ဖြစ်တာကြောင့်နတ်ခံအာယုံအင်မတန်ကောင်းတဲ့အတွက်ဒီအစာရှာတဲ့နေရာမှာဒီနတ်ခံအာယုံပဲအဓိကအသုံးပြုကြတာပေါ့နော်။2014ခုနှစ်မှာဒီဒိဗ္ဗပညာရှင်တွေကဒီငမန်းကြီးတွေရဲ့မျက်လုံးကအသားစားပေါ့ကာဝန်ကျိုးတွေကိုကြည့်ပြီးတော့အသက်ဘယ်လောက်ရှိတယ်လဲဆိုတာသူကဟိုခတ်မှန်းနိုင်ခဲ့တယ်။လောလောဆယ်တွေ့ထားတာအငယ်ဆုံးကောင်ကအသက်200ကျော်ဖြစ်ပြီးအကြီးဆုံးကောင်က အသက်900နဲ့600ပတ်ချလဲအတွင်းရှိတာပေါ့နော်ဂလင်းလန်းငမန်းကြီးတွေရဲ့ဒီအသားကဟိုလူတွေစားလို့မရအောင်အစိတ်တော့ဖြစ်စေတယ်ဒါပေမဲ့လည်းစားကြတာပဲဘလို့စားလဲဆိုတော့ဒီအသားတွေကိုဟိုနေလှမ်းလိုက်တာပေါ့နော်ငချလို့လုံးလိုက်တာသူလာနဲ့ချီပြီးတော့နေလှမ်းလိုက်တဲ့ခါကျတော့အဲအသားတွေကသူအစိတ်မရှိတော့ဘူးအဲ့ခါကျရင်စားလို့ရတာပေါ့နော်အဲ့လိုစားကြတယ်နောက်တစ်ခုကဒီငမန်းကြီးတွေရဲ့အသေးမှရှိတဲ့အစီအရာသူကငါးကြီးစီဖြစ်အင်မတန်တန်ဖိုးရှိတာကြောင့်ဒီ ငမမုတ်ဆိုးတဲ့အမဲလိုက်ခြင်းကိုလည်းမကြာခဏခံရတာပေါ့နော်အဓိကတော့ဒီနော်ဝေးလိုနေရာပါနော်ဝေးကသူကဝေးလာငါးတွေငမန်းတွေကိုသူတို့ကဒီဟို tradition နဲ့ရတော့အမဲလိုက်နေရှိတာပေါ့နော်အဲ့ဒီမှာအဓိကတာမြင့်ထားတယ် Greenland ငမန်းကြီးတွေရဲ့ဒီဇီဝဖြစ်စဉ်ကဒီလူတွေတက်လဲအမနာကြိုးရှိတာကြောင့်သိပ္ပံပညာရှင်တွေအနေနဲ့လက်ရှိမှာလဲသူကလေ့လာလိုက်ရှိပြီးတော့ဒီအမဲလိုက်ဖန်ဆင်းခြင်းကိုသူကဥပဒေအရတာမြင့်ထားတာပေါ့နော်